ထိုးကြောင်တော်မနီငတ်နဲ့ဖះခိုင်းရဲ့တပည့်တွေဖြစ်သွားတဲ့အခါထိုးအတန်တွေကိုစိတ်နှောက်ရဖြစ်လို့ဝိုက်ပြီးတော့သွားကြပါလေလေစင်နမောင်ရဲ့အလဲဘဟုမှာလူတယောက်ကထိုင်နေပါလေသူ့ရဲ့ပလက်မှာမိတော့တွေကဝင်းရနေပြီးညီပညာတွေကိုခုခန့်နေရပါလေတတိလက်လို့ဖြစ်သွားရင်မိတော့တွေကလောင်ကျွမ်းသွားပါလိမ့်မယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ဖို့တောင်းဆိုချင်ပါလေထိုးလူကတော့ရှူလီကောပါသူ့ရဲ့ပုံစံတနာစရာကောင်းဝင်မယ်သူ့ရဲ့မျက်လုံးတွေကအရင်အထက်အစာပေါင်းများစွာတောက်ပါနေပါလေတုံးနစ်တာကာလာအတွင်းမှာမိတော့တွေကဝင်းရနေရာကြောင့်ရှင်တန်ဘိုးအတွက်ရှီယောင်းဓာအမွင့်တွေကိုဆွေးယူခဲ့ ရပါတယ်။ရှူလီကောတစ်ချက်ဝင်ရတိုင်းသူ့ရှိကမီရောက်တွေကအနေငယ်ပျောက်သွားပါတယ်။ပြီးတော့သူ့ရဲ့ပါးစပ်ကနေချိန်သေးတန်နေရထွက်လာပါတယ်။၃နှစ်တာကာလအတွင်းမှာထိုရာသူ့ရဲ့အချင်းဖြစ်နေပါပြီ။ကောင်လေးဝမ်လင်းဒီဖိုးကြီးကလွတ်သွားရင်မင်းလုံခဲတာတွေအတွက်ခွင့်လွှတ်မှာမဟုတ်ဘူး။သူကပြောလိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကတုံသွားပြီးအဝေးကိုမျိုးလုံးလေးထဲမှာကြောင်မှုတွေနဲ့ကြိလိုက်ပါတယ်။ဟော၊ရက်စတဲ့ဝင်လင်းရတကားပိတ်ကျင့်ကြံတော့ပြီးတော့မှလား။ကောင်းဝင်းဘုံကြီးရဲ့တနာပါ။သူ့ကိုထွက်မလာစေပါနဲ့။မှားနေပြီ။သူကမထွက်လာရင်ငါလှုပ်ပြီးတော့ထွက်ရမှာလေ။သူကထွက်လာတာပူကုန်းတယ်။ ထွက်လာထွက်လာဝင်လင်းရဲ့နာကျင်တဲ့အော်တန်မီးလောင်နေတဲ့ကြက်တာကြားမှာပဲ့တင်ထွက်သွားပါတယ်ကြံနေတဲ့မီတက်တူနှစ်ခုတွေကတစ်ခုကိုဖွင့်လိုက်တဲ့အခါမီးမူလာဆွမ်းရည်နေရာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်လာပြီးပို့ပြီးတော့နာကျင်လာပါတယ်ယခုချိန်မှာဝင်လင်းကနေရဲ့တန်ချက်ကောက်ကိုဝှထားပြီးကြီးမားတဲ့အဖြစ်အောင်တောင်မနီငှက်တဲ့ခေါင်ကသူ့ရဲ့ပက်လက်မှာပြန်ဝဲကသူ့ရဲ့ခန္ဓာကိုယ်ထဲကမူလာဆွမ်းရည်ကိုဆုပ်ယူနေပါတယ်တဝါရင်သူ့ရဲ့ခန္ဓာကိုယ်ရဲ့မူလာဆွမ်းရည်ရဲ့ရှစ်ဆရှိတဲ့မူလာဆွမ်းရည်ကဝင်လင်းအတွက်မခံမရနိုင်အောင်နာကျင်စေပါတယ်ပောက်ကွဲထွက်မတတ်နာကျင်မှုကပို့ပို့ပြီးတော့ပြင်းထန်လာပြီးမဲ့ဝင်လင်းကတော့လက်မလျှော့ချင်ပါဘူးသူ့ရဲ့ စိတ်ဓာတ်ကိုပို့ပြီးတော့နိုးကြွားစေပါတယ်။သူကနာကျင်နေရဲ့မျက်နှာနဲ့ရေမောလိုက်ပြီးရက်ဆက်တဲ့ရေတန်ထဲမှာယူသမှုတွေကပါဝင်နေပါတယ်။ဒါတော်မန်နီငတ်ကိုကောင်လှုပ်ဝက်ပြောင်းလဲခြင်းရဲ့ပထမပြောင်းလဲခြင်းပဲ။ငေါဝယ်လင်းရောက်အောင်မြင်ရမယ်။အော်ဟေးလိုက်ပြီးဝယ်လင်းရဲ့ဘယ်လက်ကညာလမောင်းပေါ်ကနောက်ဆုံးမီတက်တူကိုရေဆက်နဲ့ဖိချလိုက်ပါတယ်။နောက်ဆုံးမီတက်တူကသူ့မှပါဝင်တဲ့မိမှုလဆွမ်းရည်အလုံးကို ထုတ်လွှတ်လိုက်ပါတယ်။ယခုချိန်မှာဝယ်လင်းကိုမိလုံးကြီးတစ်လုံးနဲ့ဝင်းရထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကတော့မခံနိုင်တဲ့ပူရှင်ကြောင့်လုံကျွမ်းလာပါတယ်။ 明儿刚到我绕那边，第一跑，地啊！明儿刚从九寨开的出来，我对了。 တော်မန်နင်းငတ်နဲ့ဖျားအိတ်ကလေးကတပင်းကိုချလိုက်ပြီးညာဘက်လက်ကိုမြောက်ကဝင်လင်းကိုညွှန်လိုက်ပါတယ်ပထမပြောင်းလဲခြင်းအတွက်လိုအပ်တဲ့စွမ်းအုပ်ကိုဝင်လင်းကမခံနိုင်ဘူးဆိုတော့သူကနားလဲပါတယ်ဝင်လင်းအတွက်ရှစ်စားမူလဆွေရင်းကိုပဲခံနိုင်ရှိပြီးယခုကိုးစားဖြစ်သွားတဲ့အခါမောင်မင်းခင်မှာမီလောင်ပြီးတော့တည်ဆုံသွားနိုင်ပါတယ်တော်မန်နင်းငတ်နဲ့ဖျားအိတ်ကလေးကဝင်လင်းကိုရတန်းတော်မဲအချိန်မှာဝင်လင်းကရုတ်တရက်လှည့်ကြည့်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလုံကျွမ်းနေတာကိုဖြူးမဆိုင်ပဲတော်မန်နင်းငတ်နဲ့ဖျားအိတ်ကလေးကိုစိုက်ကြည့်ပြီးမီတောက်တွေကြားကနေသူ့ရဲ့အကွဲနေတဲ့အတန်ထွက်လာပါတယ်ကျွန်တော်ရဲ့အကန့်အသတ်ကိုမရောက်သေးဘူးမင်း တောင်မန်နေငန်းနဲ့ဖျားကြီးကလေးကဝင်လင်းကိုမျက်လုံးနဲ့စိုက်ကြည့်နေပါတယ်။ဝင်လင်းရဲ့မျက်လုံးနဲ့မှာယူသွမှုလက်မလျှော့ချင်တဲ့စိတ်၊ဂုံမငုပ်ချင်တဲ့စိတ်နဲ့ကောင်းကင်ကိုစန့်ကျင်ရတဲ့တတိတွေကပြင်းထန်နေပါတယ်။ငရဲဘုံရဲ့အနေဆိုင်သောနေရာမှာကောင်းကင်ကထုံထုံထားတဲ့ရက်စက်တဲ့နှစိုးတစ်ကောင်လိုပဲအချိန်ဘလောက်ကြာကြာဘရောမဂုံမငုပ်ပါဘူး။ယခုချိန်မှာတောင်မန်နေငန်းဧကလေးကဝင်လင်းရဲ့တောက်အိုကစန့်ကျင်ခြင်းတောက်အိုဖြစ်တဲ့ဆိုတာနားလည်သွားပါတယ်။ကျင်းကြံခြင်းကိုစန့်ကျင်ပြီးတောက်အိုဖန်တီးတောက်အိုစန့်ကျင်ပြီးကိုကောင်းကင်ကိုဖန်တီးကောင်းကင်ကိုစန့်ကျင်ပြီးကံကြမ္မာကိုပြောင်းလဲ။ သူရဲ့ခန္ဓာကိုယ်လုံကျွမ်းနေရတော့သူရဲ့ရုန်းကန်မှုကိုမေ့တမ်းစေပါဦးသူရဲ့မျက်ခုံးတစ်ခုချောင်းကိုညှို့လိုက်ပြီးမူလဆွမ်းရင်ကမျက်ခုံးတစ်ခုချောင်းကိုပြန်တက်သွားပါတယ်မျက်ခုံးတစ်ခုချောင်းမှာဝေကဲတစ်ခုကပေါ်လာပြီးရှေးအောင်မူကျုံကမူလဝိညာဉ်ကထွက်လာပါတယ်သူရဲ့မူလဝိညာဉ်ကမျက်ခုံးတစ်ခုချောင်းကနေထွက်လာပြီးကောင်းကင်ကိုတလုံးသွားတဲ့အထိအော်ဟစ်လိုက်ပါတယ် ရှေအောင်မူကျိုးနကမူကျိုးကိုထိန်းချိုးတဲ့ဆွမ်းအောက်ကိုအုံပြုပြီးမီးလောင်နေတဲ့ကြဲတာတွေဈာမမူကျိုးတွေကပေါ်လာပါတယ်မကြခင်မှာပဲမူကျိုးတွေကကျဲကောင်းကြီးတစ်ခွင်လုံးမှာပြည့်နှက်သွားပါတယ်ယခုချိန်မှာကျဲတာတွေဈာချင်းညံ့သူအလုံးကပြင်းထန်တဲ့မူကျိုးကိုခန်းစားမိကြပါတယ်မကြခင်မှာပဲမူကျိုးတန်တွေကအခြားတန်အလုံးကိုလွှမ်းမှုသွားပါတယ်မူကျိုးတွေကပေါ်လာပြီးကားခုန်နေတဲ့မျိုးတွေလိုယူလျားနေပါတယ်သူတို့ကဝင်လင်းစီကိုယူမှုစုပြုံလာကြပါတယ်မူကျိုးတွေကအရင်အောင်မြင်မဲ့ယူလျားနေလို့ချင်းညံ့သူတွေကမူကျိုးကောင်းကြီးတစ်ခွင်လုံးကိုပဲမြင်ရပါတယ် အပေါ်ကနေကြည့်ရင်မိုးကြိုးတွေကလှိုင်းလုံးကြီးတွေလိုဝင်လင်းစီးကိုလှိမ့်ဝင်လာနေတာကိုမြင်ရပါလိမ့်မယ်။မှုန်တိုင်းကြီးတစ်ခုကကြေတာရီရဲ့ဈာမှာဖျက်တန်းနေတယ်လို့ပဲမှုန်တိုင်းရဲ့အလေဘို့မှာဝင်လင်းရဲ့ခန္ဓာကိုယ်ကလုံကျွမ်းနေပါတယ်။မိုးကြိုးတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်လာပြီးမိနဲ့မိုးကြိုးတွေကဝင်ရထားပါတယ်။ယခုချိန်မှာအဖေရောတောင်မင်းငှက်ကဝင်လင်းစီးကိုပြန်တန်းလာပြီးသူ့ရဲ့ခန္ဓာကိုယ်ကပေါင်းဆက်သွားပါတယ်။ ပြီးတော့သူ့ရဲ့တန်ကြကဘောကတတူးတစ်ခုဖြစ်ပြောင်းလဲပြီးတောင်မန်နေငှက်ထေရမူလာဆွေရင်ကဝလင်ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပါလေ။တစ်ချိန်တည်းမှာပဲသူ့ရဲ့တန်ကြကဆွေယူထားတဲ့မူလာဆွေရင်နေရာလေဝလင်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်စီးဝင်လာပါလေ။ဝလင်ရဲ့ခန္ဓာကိုယ်မှာယခုတင်းကျပ်မှုကိုးပွားစာမိမူလာဆွေရင်နေရာရှိနေပါလေ။ထိုအရာအလုံးက၃နှစ်တာကာလအတွင်းမှာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဖိသိမ့်ချုပ်ထားတဲ့မူလာဆွေရင်နေပါ။ဝလင်ရဲ့ခန္ဓာကိုယ်ကရုပ်တရက်မီလောင်ကျွမ်းနေတဲ့လူတစ်ယောက်ဖြစ်လာပြီးသူ့ရဲ့ရှိမှာမီတော့တွေရာစုဝေးကဝေကျက်တစ်ခုကဖြစ်တည်လာပါလေ။ထိုအချိန်မှာကျေစုထေရမီတော့အလုံးက သူ့စီးကိုလျက်စီးလို့မျိုးစူဝေးလာကြပါတယ်ထာဝရတီရှိနေပြီးဘရောမမငိမ့်နိုင်တဲ့မိတော်တွေကယူလီယားလာတာကျဲစုမှအန်အန်တင်းစရာပြောင်းလဲမှုတစ်ခုကိုဖြစ်စေပါတယ်မိတော်တွေကဝေကန်နဲ့တူယူလီယားပြီးမီးနဲ့လျက်စီးရပေါင်းဆက်သွားသလိုအနီးနဲ့ငွေရောင်ကရောနှောနေပါတယ်မဟာမိတ်ဖဲရဲ့အရှိပိုင်းထိသာ30ရာခိုင်နှုန်းလောက်ကိုဖုံးလွှမ်းထားတာကြောင့်ကျေစုထေရမိတော့တွေကပောက်ကွဲထွက်လာပြီးအနီးနာကျေစုတွေစီကိုထွက်ဖောက်ဝင်ရောက်သွားပါတယ်။မိုးပြောင်းနှစ်ဖျားကိုင်းမှာကြောက်စရာကောင်းတဲ့တားရဲချင်းတွေကတိပိနေချားမှာတူဝီဝီနဲ့ပြောင်းဝင်နေကြပါတယ်။ ချင်းအုပ်စုတွေကိုဥဆောင်နေတဲ့ခင်ရောက်ချင်းကြီးကတောင်ငယ်လောက်ရစားရှိပါတယ်ထိုချင်းကောင်ကြီးကဝေးလက်နဲ့တောင်ပိုင်းနိုင်ငံနှစ်ဖျားကိုင်းကိုရုတ်တရက်ကြီးလိုက်ပြီးသူ့ရဲ့အိစရဲမျိုးလုံးတွေမှာဆဲလုရှာမှုတွေကပြင်းထန်နေပါတယ်သူတယောက်တည်းမဟုတ်ပဲမူပြောင်းနှစ်ဖျားကိုင်းရဲ့အဖွဲ့ဝင်တိုင်းလူလူကတောင်ပိုင်းနိုင်ငံနှစ်ဖျားကိုင်းမှာဖြစ်ဖြစ်နေတဲ့ပြောင်းလဲမှုကိုသတိထားမိကြပါတယ်မူပြောင်းငကားနှစ်ဖျားကိုင်းရဲ့အလဲဖို့မှာအကြီးကဲသုံးကထိုင်နေတဲ့ကောင်းငင်ထီအောင်မြင်တဲ့တပင့်တပင်ရှိတဲ့အစိမ်းရောင်ဂျိုးတစ်ခုပါရှိပါတယ်ထိုအချိန်မှာပဲအကြီးကဲသုံးလုံးကမျိုးလုံးကိုဖင်လိုက်ကြပါတယ်တောင်ပိုင်းနိုင်ငံနှစ်ဖျားကြီးခရစ်အစ်တစ်ကောင်မွေးဖွားလာတော့မယ် ၃ဦးသားမျိုးလုံးချင်းစုံလိုက်ကြပြီးဆေးလူရှာမှုဤနယ်သူတို့ကချက်ချင်းပဲတောင်မန်နီငတ်နှစ်ဖျားခိုင်းစီကိုဥတီသွားပါတယ်ထူမင်ကွင်းကလိမ့်နက်နှစ်ဖျားခိုင်းမှာလည်းလိုင်းလုံးကြီးတစ်ခုကဖြစ်ပေါ်လာပါတယ်လိမ့်နက်နှစ်ဖျားခိုင်းရဲ့ရွှေနုံထဲမှာဖားကြီးတစ်ကောင်ကထိုင်နေပါတယ်ထူဖားကြီးကအရန်အောင်မှပြင်းပြီးတခါတလေသူ့ရဲ့ရှာကိုရိုက်ခတ်ပြီးတော့ဖျက်သွားတဲ့တားအိတ်တလေးတွေကိုဖမ်းယူလေရှိပါတယ်သူဝရင်ရဲ့ထိုးအချိန်မှာဖားကြီးရဲ့ပြင်းနေတဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေလက်စည်းတွေကထွက်ပေါ်လာပါတယ်ထိုးရသူ့ရဲ့ပုံဝင်ကျင်ပီထောင်အတွင်းမှာလက်စည်းငယ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်ပြီးတော့သူကခေါ မော့ပြီးတောင်မနီငတ်နဲ့ဖျားကန်းရဲ့ဥတီယာကိုကြိလိုက်ပါတယ်ချင်းသားရဲ့ကြီးလိုပဲသူ့ရဲ့မျက်လုံးလေးမှာလည်းဆိတ်လုရှားမှုတွေရာရှိနေပါတယ်တစ်ချိန်တည်းမှာပဲလိမ့်နဲ့နဲ့ဖျားကန်းလေးကအတိကဲအချို့ကလေထဲကိုပြန်တက်လာပါတယ်သူတို့ကတောင်မနီငတ်နဲ့ဖျားကန်းစီကိုဥတီနေကြပါတယ် နဖျားလီပါခိုင်းအတွက်တော်မန်နီငတ်နဖျားဤကလေးတဲ့မွေးဖွားခြင်းဟာအရေးကြီးတဲ့ကိစ္စပဲအကြီးကဲကြီးဟာအလင်းတန်းနေအဖြစ်ပြောင်းလဲပြီးအလီမြန်နဲ့ပြင်သန်းသွားကြပါတယ်အဖြူအောင်ကြားနဖျားခိုင်းရလေအပြုံးနေတဲ့အတူလူတော်များကဂျေဒီစီကိုပြင်သန်းသွားကြပါတယ်လူတွေအများကြီးကဂျိုရီယာနဲ့ဂျေဒီစီကိုပြင်တက်သွားတဲ့အခါ တောင်ပိုင်းနိုင်ငံတဖျားခိုင်းတစ်ခုလုံးကစူပွက်နေတယ်လို့ပါပဲလူအများကြီးကဆိတ်လုထားနေပေမဲ့အချို့ကတော့မှိုင်မဲပြီးတော့မတည်ထားတဲ့အမူအရာတွေနဲ့ပါသူတို့ထဲမှာနောက်ထပ်တဖျားကြီးကလေးဖြစ်လာမယ်လို့၃ယောက်ကပေါင်ဝင်ပါတယ်အမျိုးသား၂ယောက်နဲ့အမျိုးသမီး၁ယောက်ပါသူတို့ရဲ့ရုပ်ရည်အကြောင်းဆိုရင်တော့ပြောစရာတော့မလိုပါဘူးသူတို့အားလုံးကနိုင်ပန်အမြောင်အစင်းနဲ့နိုင်ပန်တန်းစင်သူအစင်းချာမှာရှိနေပါတယ်အထူးခြားဆုံးလူကတော့ရန်တောင်လို့ခေါ်တဲ့နိုင်ပန်တန်းစင်သူအစောပိုင်းအစင်းမှာရှိနေတဲ့သူပါသူနောက်မှာတော့အကြီးကဲ၄ယောက်ကကောင်းကင်ကိုမှိုင်မဲတဲ့အကြီးနဲ့စိုက်ကြည့်နေပါတယ်ရန်တောင်ရဲ့မျက်နှာကရေလိုမျိုးပဲမှိုင်မဲနေပါတယ် ကျေစုထေရမီရီယာကျေစုရဲ့အနေဆုံးနေရာစီကိုဦးတည်နေတော့သူကရှင်းလင်းလင်းခန်းစားမိပါတယ်တောင်မနီငှက်ကိုကောင်လှိုးဝက်ပြောင်းလဲခြင်းရဲ့ပထမပြောင်းလဲခြင်းအတော့ဘာဖြစ်လဲလိုရန်ဖန်ရှင်မင်းတို့နှစ်ယောက်ကဆုံးဖြတ်ပြီးပြီလားနောက်ထပ်တောင်မနီဧကရေလောင်းနှစ်ယောက်ကတော့တိတ်တဆိတ်နဲ့စဉ်းစားနေကြပါတယ်အကိုကြီးရန် ကျွန်တော်ကလွန်ခဲ့တဲ့၃နှစ်ကနဆိုးဝင်းညင်ပင်လေရတိုက်ပွဲမှာပါဝင်ခဲ့တယ်။အဲဒီဝန်လင်းကကျွန်တော်ကစင်ခေါ်မဲ့သူမဟုတ်ဘူး။လိုရန်ကခေါင်းမော့ပြီးသူ့ရဲ့အကြီးကခိုင်မာပါတယ်။သူကရန်လောင်လောင်ပြောင်တဲ့အကြီးနဲ့ကြီးလိုက်ပါတယ်။လိုရန်ကအရင်ကမာနကြီးတဲ့သူဖြစ်ပြီးအရေးချင်းရလည်းအရန်အုံးမှကောင်းပါတယ်။တောင်ပိုင်နေငတ်နဲ့ဖျားခိုင်းမှာသူ့ရဲ့ခုံတရင်ကရန်တောင်ပင်းရဒုရီရပါပဲ။အစားတော့ဝန်လင်းပေါ်သူကသဘောမတူခဲ့ပေမဲ့လွန်ခဲ့တဲ့၃နှစ်ကနဆိုးဝင်းညင်ပင်လေမှာတိုက်ပွဲဝင်ပြီးရတော့ဝန်လင်းအကြောင်းကိုတွေးမိတိုင်းသူ့ရဲ့ခန္ဓာကိုယ်မှာချွေးတွေရွှဲနေသွားပါတယ်။ဝန်လင်းပေါ်သူ့ရဲ့တန်တရားတွေကချစ်ချင်းပဲ ဲ့ကြောင်းမှုဖြစ်ပြောင်းလဲသွားပါတယ်ထို၃နှစ်အတွင်းမှာခေါင်းကြီးကောင်လေးကနေတစဉ်ဝင်လင်းကြောင်းသူကတဖြည်းဖြည်းနဲ့တိလာပြီးဝင်လင်းကိုလေးစားတဲ့အထိပါဖြစ်လာပါတယ်သူ့ရဲ့မြင်မှာရန်တောင်ရဲ့အစီအစဉ်ကယထာကြီးကိုပေလီနဲ့တားဆီးဖို့အတွက်စူးစမ်းနေတယ်လို့ပါပဲရန်တောင်ကကိုယ့်ကိုအထင်ကြီးလို့နေပါတယ်နဖျားဧကရေလောင်၃ရောက်ထဲကတူးတဲ့တော့အမျိုးသမီးဖြစ်တဲ့ function ကတော့ခဏတစဉ်းစားပြီးခေါင်းခံလိုက်ပါတယ်သူမကလည်းတူတူလေးပြောလိုက်ပါတယ်သူကသာပြောင်းလဲမှုကိုပြီးဆုံးသွားရင်ကျမကသူ့ကိုနဖျားဧကရေအဖြစ်လေးစားရမယ် ူကမအောင်မြင်တော့အကိုကြီးရဲ့စကားကိုနားထောင်လိုက်မယ် ရန်တောင်ဝဲမျိုးလုံးတွေကလည်းမှိုက်မဲသွားပြီးစကားပြောတော့မလို့ရှိတော့မီးတောက်တွေကပို့ပြီးတော့ပြင်ထက်လာပါတယ်ပို့ပြီးတော့ကျဲလောင်နဲ့မူကျိုးတန်တွေကထွက်လာပြီးမီးနဲ့လက်စည်းတွေကပေါက်ဆက်သွားပါတယ်သူတို့ရဲ့အမျက်နှုံးကအဆောက်ပေါင်းများစွာမြင့်တက်သွားပါတယ်ကျဲစုရဲ့အနေဆုံးဆုံးနေရာမှာမီးတောက်တွေကအဆုံးမရှိစုဝေးလာပြီးလျက်စည်းတွေနဲ့အတူဝင်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပါတယ်သူတယောက်ထဲကကျဲစုတစ်ခုလုံးကမီးနဲ့လျက်စည်းတွေကိုဆွဲဆောင်နေပါတယ်တောင်ပန်နေငတ်နဖျားဤခရီးကပါရှာပါပါဆိတ်လို့ရှာမှုကိုပြသလိုက်ပါတယ်သူကဝင်လင်းကိုကျင်းတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ် မီးတောက်တွေကအဆုံးမရှိဝင်ရောက်လာတဲ့အခါဝင်လင်းကမျက်လုံးကိုမှိတ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ညာလက်ကိုမျက်ဝီရင်မောကိုထိုးလိုက်ပါတယ်တစိုက်တက် မိုးကြိုးတန်နေရတဝုံးထွက်လာပြီးဝလင်ကလညုံနဲ့ထူလိုက်တဲ့အခါအင်းနာမိတော့တွေကပို့ပြီးတော့မြန်မြန်စူဝေးလာပါတယ်။သူ့ရဲ့ရင်ဘက်ကိုလညုံနဲ့ထူလိုက်တဲ့အခါဝလင်ရဲ့နောက်မှာမိန်ဖျော့ပုံရင်တစ်ခုကပေါ်လာပါတယ်။ထူပုံရင်ကဝလင်နဲ့တခါသေးပါပဲ။မိတော့တွေနဲ့ဖယ်စီထားရပဲကွာပါတယ်။ထူပုံရင်ကပေါ်လာတဲ့အချိန်မှာပဲကျေစုထေကမိတော့တွေကလက်နဲ့ချသလိုဦးညွှန်လိုက်ကြပါတယ်။ဝလင်ရဲ့ညာလက်ကမရက်ပဲသူ့ရဲ့ခန္ဓာကိုယ်ကိုဆက်ပြီးတော့ထိုးနေပါတယ်။ဒစိမ့်နှစ်ဒစိမ့်သုံး ချက်ချင်းဆိုသလိုပဲဝလင်းကကိုကထိုးလိုက်ပါတယ်သူကထိုးလိုက်တိုင်းမိရောက်တွေကသူ့ရဲ့ခန္ဓာကိုယ်ခဲကိုအမြန်ဝင်ရောက်လာပြီးသူ့နောက်ကပုံရိပ်ကပို့ပြီးတော့ရှင်းလင်းလာပါတယ်နောက်ဆုံးမှတော့ဝလင်းကအဟိလိုက်ပါတယ် တစိ့ကိုကူလှုပ်ဝက်ချက်ပြီးဆုံးပထမပြောင်းလဲမှုသူတော်ကပုံရင်ကရုတ်တရက်ရှင်းလင်းသွားပြီးနောက်ထပ်ဝင်လင်းတရက်ကဖြစ်လာပါတယ်ထိုရာပုံရင်ကူပါမှုပဲတောင်မနီငတ်ကူကောင်လှုပ်ဝက်ပြောင်းလဲခြင်းရဲ့ပထမပြောင်းလဲမှုကနေဖဲစီလိုက်တဲ့ဝိညာဉ်ပါဝိညာဉ်ကဝင်လင်းနဲ့ပေါင်းဆက်သွားပြီးဝင်လင်းရဲ့မူလဝိညာဉ်ထဲကမိမျိုးစင်းနဲ့ပေါင်းဆက်သွားပါတယ်ယခုဝင်လင်းရဲ့ခန္ဓာကိုယ်ထဲမှာနောက်ထပ်မူလဝိညာဉ်တစ်ခုကပေါ်လာပါတယ်ဝင်လင်းကမျိုးလုံးပြန်ဖင့်ပြီးပူပင်တဲ့အကြည့်တွေမထွက်ပေါ်လာခြင်းအထိအချိန်နေရထာဝရတည်ရှိနေသလိုပါပဲအနီးနားမိရောက်အလုံးကသူ့ကိုကြိုးစုံနေသလိုကောက်ခုန်နေကြပါတယ်ထိုအကြည့်တွေထဲမှာ ာအလုံးမဆွန်ထက်တဲ့လက်စည်းတွေကလည်းပေါဝင်ပါတယ်ဝလင်းကကြီးလိုက်တဲ့နေရာတိုင်းမှာမိုးကြိုးတန်နေတဲ့မိရောက်တွေကပေါ်လာပါတယ်သူတို့ကပြီးပြည့်စုံစွာပေါင်းဆက်သွားကြပါတယ်နဖျားကြီးကလေးနဖျားကြီးကလေးအစ်တကပေါ်လာတဲ့အခါတော်မနီငတ်နဖျားခိုင်းဝင်းနေခန်းစားရတဲ့အထူးခန်းစားချက်ကသူတို့အားလုံးကိုဝမ်းသာအာရနဲ့အဟိစိတ်ပါတယ်ရန်တောင်တယောက်တည်းရတာသူ့ရဲ့ရှင်တွေကထိတ်လန့်မှုကိုထိန်းချုပ်ပြီးသူ့ရဲ့မျက်နှာကပုံပြီးတော့မှန်မေးလာပါတယ်ထိုးချိန်မှာမဟာမိတ်ကောင်းဝင်းတခွင်ချက်စုစနစ်ရဲ့အလောင်းခိုင်းနဲ့မဟာမိတ်ဖက်အကျဉ်းချက်နေရတဲ့ဖက်စီရာတဲ့ဖက်စီအားလုံးကသတိပေးခံလိုက်ရပါတယ် နဖျားလေးပါးကိုင်းစတင်တည်ထောင်တဲ့အချိန်တွေကနဖျားရဲ့ကလေးအစ်စ်ကပေါ်ပေါ်လာတိုင်းအိုးတောင်းနေဖြစ်လေရှိပါတယ်နဖျားလေးပါးကိုင်းရဲ့တမိုင်းကရန်အုံးမှရှစ်လျားပါတယ်ကောင်းလေးဘုံနယ်ပယ်ပြုတ်ကွဲမသွားခင်နေရရှိနေခဲ့တာပါကောင်းလေးဘုံနယ်ပယ်ကတော့ရှင်ပြင်းဖြစ်ပေမဲ့နဖျားလေးပါးကိုင်းကအထုံးထဲကိုရောက်နေတဲ့အချိန်နဖျားရဲ့ကလေးလေးပါးစလုံးကရှိနေတဲ့အချိန်မှာမိုးကောင်းလေးဘုံနယ်ပယ်ကတော့သူတို့ကိုလေးစားရပါတယ်နဖျားရဲ့ကလေးအစ်စ်ကပေါ်လာတိုင်းဂုံပြူလက်ဆောင်တွေကိုပို့ပေးလေရှိပါတယ်ထိုအချိန်တုန်းကကြီးညက်မှုမဟာမိတ်ဖဲရမရှိသေးပဲအတောက်ပဆုံးကောင်းလေးအလင်းရောက်နယ်ပယ်ရတာရှိပါတယ်ပို့ပြီးတော့တတိကျပြောရရင် အတောက်ပဆုံးကောင်းကင်အလင်းအောင်နေပေရကောင်းကင်ဘုံနေပေရဲ့လောက်ခန့်တစ်ခုပါသူတို့ကအောက်ဘုံကကြီးညံ့သူအားလုံးကိုထိန်းချုပ်ကြပါတယ်ဒိုးရတဲ့နဖျားလေးပါခိုင်းရဲ့အစွမ်းနဲ့အခြားအထူးအကြောင်းပြချက်တွေကြောင့်ကောင်းကင်ဘုံနေပေရနဖျားလေးပါခိုင်းနဲ့အတောက်ပဆုံးကောင်းကင်အလင်းအောင်နေပေနှစ်ခုစလုံးမှာတပိန်နဲ့ထည့်တရှိခွင့်ပြုခဲ့ပါတယ်နဖျားအစ်ကလေးအစ်ပေါ်လာခြင်းကမူလစွမ်းရင်းမှာဂေးရရိုက်စိတ်ဖို့အတွက်လုံလောက်ပါတယ်အစွမ်းထက်တဲ့ကြီးညံ့သူတွေအတွက်ထိုးရောက်အလွယ်တကူနဲ့ခံစားမိနိုင်ပါတယ် ထိုးချိန်မှာဝန်လင်းရဲ့ပထမပြောင်းလဲမှုကပြီးဆုံးတဲ့အခါမဟာမိတ်ကျဆူစနစ်တစ်ခုလုံးကမူလဆွေရင်ကတော်မန်နီငှက်ခိုင်းကိုဗဟိုပြုပြီးခရေရရပါတယ်။ကောင်းကင်တခွင်ကျဆူစနစ်ကမဟာမိတ်ကျဆူစနစ်ရဲ့အနောက်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေကိုသိမ်းပိတ်ထားပါတယ်။မိုးချိုးကောင်းကင်ဘုံအကြောင်းရဲ့တမန်တော်တွေကနေရာတိုင်းမှာရှိနေကြပါတယ်။ဒေသတစ်ခုကိုအောင်မြင်စွာသိမ်းပိတ်ပြီးရင်တော့ မိုးကြိုးကောင်းလေးပုံအကြောင်းကယခုချိန်ထိအာနာအရှိဆုံးဖြစ်လာပါတယ်။တောင်ကုန်းငယ်လေးလိုပုံစံရှိတဲ့မဲမောင်းနယ်နန်းတို့တွေကကျေတာရီရဲ့ဂျာမှာပြန်ဝင်နေပြီးဖြည်းဖြည်းချင်းယူလျားနေပါတယ်။နန်းတို့တစ်ခုချင်းစီရဲ့ပုံဝင်ချင်းမှာကောင်းလေးတစ်ခွင်ကျင်းရတူအများအပြားရှိပါတယ်။နန်းတို့ကအနည်းဆုံး100လောက်ရှိပြီးတက်ကြီးတစ်ခုကိုလည်းဖက်စည်းထားပါတယ်။သူတို့ကအလဲပိုင်းဒေတာမဟာမိတ်ဖဲရဲ့ဖက်စည်းမျိုးစီကိုဥတည်နေကြပါတယ်။ကျင်းရတူတွေအများကြီးရရှိပေမဲ့ဘာတံပေါ့ကိုမကြားပါဘူး။ပြန်တန်းနေတဲ့ဓာတ်တန်တွေကိုသာကြားပါတယ်။နှစ်ပေါင်းများစွာတိုက်ပွဲဝင်ပြီးရဲ့နောက်ကောင်းလေးတစ်ခွင်ကကျင်းရတူတွေကလည်းပြောင်းလဲသွားပါတယ်။သူတို့ရဲ့မင်းကျမ်းမှုတွေက ောက်ကွက်သွားပြီးပြင်ထန်တဲ့တဖက်လူစိတ်ကအစားထိုးခံနေရပါတယ်ထိုးချိန်မှာမူလဆွမ်းရည်ရခရဲတွေအားပြန့်နှံ့သွားပြီးသူတို့ကိုဖျက်ချော့သွားပါတယ်ဒိုးရတဲ့ထိုးချင်းချမ်းသူတွေရဲ့ချင်းချက်မှုအစင်းနဲ့မူလဆွမ်းရည်တိတ်မွေးတဲ့ပြောင်းလဲမှုတွေကိုထိထောင်မိဖို့ကရန်အောင်မှာခတ်ပါတယ်ဒိုးရတဲ့အနောက်ဘက်ကအခြားနန်းတို့တွေထဲဆယ်စားလောက်ပူကြီးတဲ့နန်းတို့တစ်ခုထဲမှာမိရောက်တခင်ကတကားပိတ်ချင်းချက်နေမျိုးလုံးဝဖင်လိုက်ပါတယ်သူကမျိုးလုံးဝဖင်လိုက်တဲ့အခါနန်းတို့ထဲကအခြားအကြီးကဲဆယ်ယောက်ကလည်းမျိုးလုံးဝဖင်လိုက်ကြပြီးသူတို့ရဲ့မျိုးလုံးတွေကတော့ပါနေပါတယ်အကြီးကဲတယောက်ကဖြည်းဖြည်းချင်းပြောလိုက်ပါတယ် ဒီမူလဆိုရင်ဂေကမဟာမိတ်ဖဲရဲ့အရှိပိုင်းကလာတာမဟာမိတ်ဖဲရဲ့အရှိပိုင်းဒေသမှာအစွမ်းထက်တဲ့ပစိတခုကပေါ်လာလာမိတော့တခင်ကစဉ်းစားပြီးခေါင်းကိုခံရလိုက်ပါလေဒီဝဲကကအစွမ်းထက်တဲ့ပစိတခုကိုမွေးဖွားလာတာမဟုတ်ဘူးအရှိပိုင်းဒေသကနဖျားလီပါခန်းရဲ့အပိုင်ဖြစ်နိုင်တာကနဖျားရဲ့ခရီးအစ်တစ်တပါပေါ်လာတာဖြစ်ရမယ်မိတော့တခင်ရဲ့မျက်လုံးတွေကတောက်ပသွားပါလေသူကအတီးကျတေချာမသိသေးပါဘူးဘာလို့လဲဆိုတော့သူကမဟာမိတ်ဖဲကနေထွက်သွားခဲ့တာအတော်မှကြာပါပြီနဖျားလီပါခန်းရလား ကျင်းကြံမှုမဟာမိတ်ဖဲ့တော်ငါတို့နဲ့မတူဘူးဆိုရင်အဲ့လိုခိုင်းငယ်လေးရငါရဲ့ကောင်းကင်ခွင်တက်ကြီးရဲ့ဖီဟာအောက်မှာပြုတ်လဲသွားအောင်မှာနန်းတော်ထေရအနီယောင်စပင်နဲ့အဖိုးကြီးတယောက်ကလှောင်ပြောင်တဲ့အကြီးတွေနဲ့မာနာကိုပြသလိုက်ပါတယ်မိတော်သခင်ကအနီယောင်စပင်နဲ့အဖိုးကြီးကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်နဖျားလီပါခံရမင်းထင်တယ်လို့မဟုတ်ဘူးဒီမူလဆိုရင်ခရက်ကနဖျားရဲ့ခရက်အစ်စ်တပါမွေးဖွားလာတာဖြစ်နိုင်တယ်ဘသူလဲဆိုတော့ဘယ်ငါမသိသေးတာ မူလဆိုရင်ဝေကင်းတဲ့အတူမနှင်းမျိုးဖွဲ့ခန်းစားချက်တခုကဘာလို့ပေါ်လာလဲဆိုတာသူကမသိပါဘူးထူခန်းစားချက်ကအရန်အုံးလှုပ်ဝက်ဆန်းကျိပြီးအရန်အုံးမှာရှင်းရှင်းလင်းလင်းသိတာပါတယ်နောက်ထပ်လူတစ်ယောက်ကလည်းထူဝေကင်းကိုခန်းစားမိပါတယ်မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးတစ်ယောက်ပါသူကကောင်းကင်တခွင်နဲ့မဟာမိတ်ဖဲရဲ့အနောက်ပိုင်းဒေသကိုဆက်သွယ်ထားတဲ့ဥမေလိုင်ခေါင်းကနေထွက်လာခန်းစားပါသူကချက်ချင်းပဲခေါင်းမော့ပြီးဝေလန်းတဲ့နေရာကိုကြည့်လိုက်ပါတယ်သူ့ရဲ့အကြီးကြီးရာချက်စနစ်တစ်ခုလုံးကိုထူဖောက်မြင်နိုင်ပြီးသူ့ရဲ့မျက်လုံးနေရာတောက်ပသွားပါတယ်နဖျားလေးပါခန့်ရဲ့နဖျားဤကလေးအစ်စ် ီဝဲကဲမှာမီးမူလာဆွေင်းကပေါဝင်တယ်အဲ့ဒါကြောင့်တော်မန်နီငတ်နဲ့ဖျားကြီးကလေးအစ်စ်ဖြစ်ရမယ်အလို့ဆိုရင်တော့ဒီပွဲကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပြီထာဝရအရှင်သခင်မဟာမိတ်ဖဲရဘယံပရာဖြစ်နေတဲ့အချိန်မှာမင်းရမပေါ်လာဘဲမနေနိုင်ပါဘူးမဟာမိတ်ဖဲရတောင်ပိုင်းမှာအလောင်းကမ်းရဲ့အနှဆိုင်ဆုံးနေရာမဲမောက်နေတဲ့ခေါင်းတလားကြီးတစ်ခုကရှိပါတယ်တန်ချိုးတွေတန်ချိုး တန်ကျိုးရှိကွက်ပုံစံဖက်စီထားပြီးအထက်ကောင်တလာတစ်ခုနဲ့ချိတ်ဆက်နေပါတယ်ကောင်တလာတွေအမြောက်အများထိုးနေရောပြင်းနေနေပြီးပင်ကူအိမ်လိုဖက်စီပုံတစ်ခုကဖြစ်နေပါတယ်မတိတဲ့နေပညာတစ်ခုခုကနေတစဉ်ရွှေပြောင်းလာတယ်တင်းကျပ်မှုဂျိုတွေရလည်းရှိပါတယ်ထိုးဂျိုတွေကကောင်တလာကိုပတ်ပြီးတော့လှည့်ပတ်နေပါတယ်ထိုးချိန်မှာမူလဆွေဝေကေကဖြစ်တန်းသွားပါတယ်အလဲဘူကကောင်တလာကနေအန်အင်းတင်းနေတဲ့အတန်တစ်ခုကထွက်လာပါတယ် နဖျားလေးပါးခိုင်းနေမှာနဖျားဤခရီးအစ်စ်တပါပေါ်လာတယ်စိတ်ဝင်စားစရာပဲသူရဲ့အတန်ပဲတင်ထွက်သွားတဲ့အခါခုံတလာရဲ့အဖုံးကိုလက်သိမ်းနဲ့ကုတ်ချင်နေတဲ့အတန်ကိုကြားရပါတယ်ထိုအတန်ကတစုံတယောက်ကိုနှလုံးသားကိုဆုပ်ဖဲနေတယ်လို့ခံစားရစီပါတယ်အနီးနားလီဟာနေမှာအကွဲကြောင်းနေရာလဲပေါ်လာပါတယ်ကြံရှိနေတဲ့မဟာမိတ်တဖဲတွေကအဓိကအင်အားစုလေးကူကထိုကယောက်ကိုခံစားမိပါတယ်အင်အားအကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့အစင်ရှိချင်းကျဲရဲ့နိုင်ငံထူရန်ကဂျိုးသားစင်ပေါင်းများစွာကိုထိန်းချုပ်ထားတဲ့တဖဲတစ်ခုအဖြစ်ဖျက်ဆီးထားပါတယ် ချူရန်ကိုင်းကအဓိကဂျိုမှာရှိပြီးချူရန်နိုင်ငံရဲ့အရှင်သခင်ဖြစ်ပါတယ်ချူရန်နိုင်ငံရဲ့လူဝက်ဆန်းကျတဲ့အခန်းထဲမှာအရန်အုံးမှာဂျင်နာပုံပေါက်တဲ့အဖိုးကြီးတစ်ယောက်ကထိုင်နေပါတယ်ထိုးချိန်မှာမူလဆွေဝဲကဲကဖြစ်တန်းသွားပါတယ်သူ့ရဲ့မျက်လုံးတွေကအချိန်တိုကြာစဉ်းစားပြီးတူတူလေးပြောလိုက်ပါတယ်မူချီသူကစကားပြောပြီးရဲ့နောက်အဖိုးကြီးရဲ့ရှေ့မှာဝဲကဲတွေကပေါ်လာပြီးအစိမ်းရောဝေးုံနဲ့ခေါင်းတော်လူငယ်တစ်ယောက်ကထွက်လာပါတယ်သူကအဖိုးကြီးကိုလက်နှစ်ဖက်ဆုပ်ပြီးလေးလေးစားနဲ့ပြောလိုက်ပါတယ်မူချီကဆေးရောင်ကိုကာရဝပြုပါတယ်နဖျားလေးပါးခိုင်းမှာနဖျားရဲ့ခရစ်အစ်စ်တစ်ပါးပေါ်လာတယ် အဆင့်ငါကောင်းကင်စေလုံးအကောင်းစား၄လုံးတမန်ကောင်းကင်စေလုံး၁၀၀ကောင်းကင်ပစိတထောင်နဲ့လွန်ခဲ့တဲ့9နှစ်ကငါဖန်တီထားတဲ့ဝိညာဉ်ကိုလက်ဆောင်အဖြစ်ယူသွားလိုက်အဲ့ဒီဝိညာဉ်မိုးကြီးကအဖိုးကြီးကိုမော့ကြည့်ပြီးစကားပြောလိုက်ကြလိုက်ကခေါင်းညှိလိုက်ပါလေအဲ့ဒီဝိညာဉ်ဟာအယံဟောတန်မှုရှိတယ်ဒါပေမဲ့ချူရံရဲ့လက်ဆောင်မှာပါဝင်ရမယ်ဆရာတွက်ချက်ထားတာအရဆိုရင်အဲ့ဒီနဖျားဧကရေကမင်းရဲ့မိတ်ဆွေဟောင်းတယောက်ပဲဒီနဖျားဧကရေအစ်တင်နဲ့ခင်မင်းရင်းနှီးမှုရှိခြင်းဟာငါတို့ချူရံနိုင်ငံအတွက်အယံဟောအရေးကြီးတယ် မိတ်ဆွေဟောင်းလာမိုးချီမှာမိတ်ဆွေရာအရန်အောင်မှနေပါတယ်သူကထပ်မမီးတော့ပဲထွက်သွားပါတယ်ထိုးအချိန်မှာနဖျားလီပါခိုင်းနေရအလင်းတက်နေရတောင်မယ်နေငတ်နဖျားခိုင်းစီကိုဥတည်နေပါတယ်တောင်မယ်နေငတ်နဖျားခိုင်းနေရမီးတောက်တီယာပြင်းထန်နေပြီးနဖျားဤကရစ်ဆိုတဲ့အော်ဟစ်တန်နေရအထုံးထဲကိုရောက်နေပါတယ်ဝလင်းကမီးနဲ့လက်စည်းတွေပြင်းနေတဲ့ကျေစုကိုကြည့်ပြီးတပင်းဝန်ချလိုက်ပါတယ်သူ့နောက်မှာမွေးတဲ့နေရမှာတောင်မယ်နေငတ်နဖျားဤကရစ်ကစိတ်လှရှာမှုနဲ့ရင်မောလိုက်ပါတယ်ကောင်းတယ်ငါရဲ့တောင်မယ်နေငတ်နဖျားခိုင်းမှာနဖျားဤကရစ်အစ်စ်ကရှိနေပြီငါနောက်ဆုံးတော့အပြုံးနဲ့ထွက်ခွာနိုင်ပြီ သူကညာလက်ကိုမြောက်ပြီးကောင်းကင်ကိုလှမ်းလိုက်ပါတယ်သူရဲ့ရှေ့မှာအကွဲကြောင်တစ်ခုကပေါ်လာပြီးအလင်းနဲ့သုံးခုကထွက်လာပါတယ်ဝလင်းတောင်ပန်ဒီငတ်နှစ်ဖျားကြီးကလေးနေနဲ့မင်းအတွက်ပစီသုံးခုကိုလိုအပ်တယ်ပထမတစ်ခုကတော့မျိုးဆက်တစ်ခုပြီးတစ်ခုကိုလက်ဆင့်ကမ်းလာတယ်တောင်ပန်ဒီငတ်နှစ်ဖျားကြီးကလေးရဲ့ဝိယုံအဖိုးကြီးကညာလက်ကိုဝင်ရမ်းပြီးဝလင်းစီကိုအလင်းနဲ့တစ်ခုကိုပြပေးလိုက်ပါတယ်အလင်းတန်းဝင်လင်းရှိမှာအဖြူအဝေးုံတထည်ဖြစ်ပြောင်းလဲသွားပါတယ်တောင်ပန်ဒီငတ်ကိုကောင်အောင်ဝင်းရံထားပြီးခန်းကြတဲ့အချိန်မှာထွက်ပေါ်နေပါတယ်ငါရဲ့တတိယကောင်းငင်ဘီဒုက္ခအတွင်မှာဒီဝေးုံကိုချွတ်လိုက်ရတယ် ဒီဝေယုံကိုပြန်ဝေးရဖို့အခွင့်အရေးရှိမယ်လို့မထင်ခဲ့ဘူးဒီနေ့မင်းကိုလက်ဆင့်ကမ်းပေးမယ်နဖျားဤခရီးဟောင်းကဝန်နေတဲ့အမှုကြောင့်ပြသလိုက်ပါတယ်ဝလင်းကဝေယုံကိုညာလန်နဲ့ထိလိုက်ပါတယ်ဝေယုံကအလင်းတန်းတစ်ခုဖြစ်ပြောင်းလဲပြီးဝလင်းကိုဝင်းရလိုက်ပါတယ်အလင်းတန်းကြီးကပြောက်ကွက်သွားတဲ့အခါဝလင်းကဝေယုံကိုဝစင်ပြီးသားဖြစ်နေပါပြီဝလင်းမှသပင်အဖြူအောင်နဲ့ကြက်သွေးအောင်တန်ကြက်ကောက်ကိုဝစင်ထားပြီးသားပါသူ့နောက်ကဝေယုံနဲ့ဆိုတော့ထူးဆန်းတဲ့အချိန်မှာထပ်ပေါ်နေပါတယ်ဝလင်းကထိုဝေယုံကနေအလုံးမရှိကြတဲ့ခံစားချက်ကိုရှင်းလင်းလင်းခံစားမိပါတယ်ထာဝရတရှိနေသလိုပါပဲ ဒူရီယာအရာကတော့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတဲ့တောင်မန်နီငှက်နဖျားဤကလေးတွေရဲ့အမှတ်သားဖြစ်တဲ့တောင်မန်နီငှက်တန်းစင်တဲ့တစ်စိတ်ပဲတောင်မန်နီငှက်ဤကလေးဟောင်းကလက်ကိုဝင်ရလိုက်ပြီးဒူရီယာအလင်းတန်းဝင်လင်းစီကိုပြန်သန်းသွားပါတယ်ဝလင်းကဖမ်းယူလိုက်တဲ့အချိန်မှာအလင်းတန်းကမိတော့ပုံစံတစ်စိမ့်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။သူ့ရဲ့လက်ဖွားရည်စားလို့ပဲရှိပေမဲ့ဝလင်းကကြိုက်နာတဲ့အခါအထက်ကအစွမ်းထက်တဲ့မီးစွမ်းရည်နဲ့ရှေးကျတဲ့အချိန်မှာကိုခံစားမိပါတယ်။တတိယအရာကတော့ငါရဲ့တောင်မန်နီငှက်နှစ်ဖျားခိုင်းရဲ့အရေးကြီးဆုံးအရာဖြစ်တဲ့တန်းစင်ရဲ့ယတနာပဲ။ တတိယအလင်းတန်းကဝလင်းရဲ့လက်ထဲကိုကြောက်လာပြီးအဖြူအောင်ကြောက်တုံးအဖြစ်ပြောင်းလဲသွားပါတယ်။တောင်မန်နီငှက်ခံရမိမဲရတနာကိုအနီးကပ်ကြည့်လိုက်တဲ့အခါဝလင်းကအဖြူအောင်ကြောက်တုံးပေါ်မှာမော်ထွင်းစတွေအစမပြတ်လက်နေရာကိုတွေ့လိုက်ရပါတယ်။မော်ထွင်းစတွေကလက်လက်ထထိုင်ကြောက်တုံးကနေထွက်လာတဲ့အပူကတိုးလာပါတယ်။မော်ထွင်းစတွေကနှစ်ပေါင်းများစွာမင်းရဲ့မနာလက်လက်ထားနေခဲ့တယ်လို့ပါပဲ။ဝလင်းရဲ့အကြီးကခတ်ထန်နေပါတယ်။ သူ့ရဲ့စိတ်ထဲမှာမှုတိုင်းတစ်ခုကတိုက်ခတ်နေပါတယ်သူကတပင်းကိုချလိုက်ပြီးကြောက်တုံးကိုတင်းတင်းကျပ်နဲ့ဆုပ်ကင်လာပါတယ်ထိုကြောက်တုံးပေါ်မှာမိန့်ဖြောအချိန်မှာတစ်ခုကိုသူကခံစားမိပါတယ်ကောင်းကင်စန်းကျင်ဘရေးဇင်းနဲ့ဆင်တူတဲ့ထိုအချိန်မှာအရန်အောင်မှပေါ်ပါပေမဲ့အမှန်တကယ်တရှိနေပါတယ်သူ့ရဲ့လက်ထဲမှာသာမကင်တော့ဘူးဆိုရင်သူကခံစားမိမှာမဟုတ်ပါဘူးမြင်းမြဲရတနာရဲ့သွေးကချင်းလီရဲ့မြခုံးချားမှာရှိနေတယ်မင်းကကြိုက်တဲ့အချိန်ယူလို့ရတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တရှိပါတယ်